ကဲကျွန်တော်တို့ရင်းကုန်ပြောရှင်ဒါရော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကတော့ကျွန်တော်အစ်စ်ပြောင်းလဲထားတဲ့ဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်အဲ့တော့အဲဒီတစ်ပတ်အတွက်ပေါ့နော်ဘယ်လိုအရေးကြီးကိစ္စမျိုးကိုစီမံဆောင်ရွက်လုပ်ကင်လုပ်ကင်အခုရေရာလေးကိုကျွန်တော်လုပ်ပါအဲ့တော့ကို့မှာအရေးကြီးကိစ္စတွေရှိလို့ဒီတစ်ပတ်မှာဟာလာဘာရေရာလေးများကို့အတွက်အထောက်ပံ့ဖြစ်မလဲဘာလေးလုပ်ရင်ကို့အတွက်အဆင်ပြေမလဲဟာလာကို့ရဲ့အရေးကြီးကိစ္စတွေအတွက်ဒီရေရာလေးတွေဒီအစီအရင်လေးတွေကဘယ်လို ကိုတွန်းအားပေးမလဲပံ့ပိုးပေးမလဲဆိုရင်အခုပြောတဲ့ဤတိုင်းလောက်ပါအဲ့တော့အဓိကကတော့ဘယ်လိုအရေးကြီးကိစ္စမဆိုအရေးကြီးကိစ္စရှိတယ်ဆိုရင်ဒီတစ်ပတ်အတော်အတွင်းမှာအခုပြောတဲ့ရေရာကိုလုတ်ပြီးမှအဲကျွန်တော်တို့လုတ်ကင်ဆောင်ရမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်เนาะအခက်မကြုံမဲနဲ့ရှော့ရှူယူအဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ရဲ့ကာလကတော့ကျွန်တော်တို့30ရက်ဇွန်လ2025တင်းလာနေရနေပြီးတော့6ရက်ဇွန်လ2025တနင်္ဂနွေနေ့အထိဒီတစ်ပတ်တာကာလအတော်အတွင်းမှာ ဘယ်လိုရေးကြီးကိစ္စမဆိုလောက်ရမယ်လုတ်တဲ့အဲကျွန်တော်ရေးရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ကြရအောင်ကဲဒီဘက်မှာတနင်္ဂနွေသားသမီးတွေအနေနဲ့ဘယ်လိုအရေးကြီးကိစ္စကိုပဲလုတ်လုတ်နော်ဟလာလုတ်ကန်ကြံစီသမီးတွေအောင်မြင်နေတယ်ဆိုရင်ဒီဘက်အတွက်မှာနော်ဒီကာလအတော်အတွက်မှာအဲကျွန်တော်တို့ ထီးလူရမှာဖြစ်ပါတယ်မိမိရဲ့မွေးနံ့တော့တကိုးကြီးပြရသုံးဖို့ဇေဒီတစုမှာအဲ့ဒါထီးဖြူတလက်လူရမှာဖြစ်ပါတယ်ငွေကြေးကိစ္စလုံးမယ်ဆိုရင်တော့ငွေထီးကိုလူရမှာဖြစ်ပါတယ်အခြားကိစ္စတွေအတွက်တော့ထီးဖြူလူရမှာဖြစ်ပါတယ်အဲထီးဖြူဖြစ်ပြီးတော့ကြီးခဲ့တဲ့သူတွေပေါ့ဟုတ်တယ်အသားအဖြစ်ဂုံအားဖြင့်ကြီးခဲ့တဲ့သူတွေကိုဟလာအဲအစားအသောက်လက်ဆောင်ပေါ့အစားအသောက်လူတာတို့ဟလာဆေးဝါးတတ်စာလူတာတို့ဟလာအဝတ်အစားလူသုံးကုန်ပစ္စည်းလူတာတို့အဲဒါမျိုးတစ်မျိုးမျိုးကျွန်တော်တို့အဲဒါနာပြုလူတန်းပြီးမှအရေးကြီးကိစ္စတွေ လောက်ကန်ကြံစီမဲ့ကိစ္စတွေကိုဆူတောင်းဆောင်ရွက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ကိစ္စတွေဒီတစ်ပတ်အတွက်အရေးကြီးကိစ္စတွေအောင်မြင်အဆင်ပြေမှာဖြစ်ပါတယ်။အဲတင်းလာတိုင်းမိတ်ဆွေများအနေနဲ့ဒီဘက်မှာအရေးကြီးကိစ္စတွေလောက်ကန်ကြံစီသမရတွေအောင်မြင်နေတယ်ဆိုရင်ဒီတစ်ပတ်မှာမလုပ်ရမလဲဆိုလို့ရှိရင်တော့ဟလာကျွန်တော်တို့ပန်းရှင်မျိုးလူရမှာဖြစ်ပါတယ်ညောင်ထောက်ရမှာဖြစ်ပါတယ်။နော်နီးစက်ရမှာသွားပြီးတော့ညောင်ပင်ကိုဝက်လုံးနဲ့ကိုင်းညွတ်ကြနေတဲ့ညောင်ကိုင်းကိုဝက်လုံးနဲ့သွားပြီးတော့ထောက်ပါ။ အပြင်ပန်းရှင်မျိုးလူရမှာဖြစ်ပါတယ်မတူညီတဲ့ပန်းရှင်မျိုးဖြစ်ရပါမယ်ဥပမာပေါ်ရွှေပန်းငွေပန်းအဲ့ဒါစပယ်ပန်းနင်းစီပန်းအခရီပန်းမင်းမျိုးပန်းအစသဖြင့်မတူညီတဲ့ပန်းရှင်မျိုးကိုမြတ်စွာဘုရားကိုလူရမှာဖြစ်ပါတယ်အဲ့တော့တဘိုးကြီးဘုရားမှာလူလို့ရတယ်မွေးနံတော်မှာဇီဒီတစုမှာလူလို့ရတယ်မိမိအိမ်ဘုရားမှာလူလို့ရပါတယ်အဲ့တော့ဇီဒီတွေမှာလူမယ်ဆိုတော့မိမိမွေးနံတော်မှာလူပါလူပြီးမှလူရအောင်စုတောင်းပါအရေးကြီးကိစ္စများအောင်မြင်ပါလိမ့်မယ်အဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ အင်္ဂါသားသမီးမိတ်ဆွေများပေါ့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ကတော့ဟာလာကျဲပုံကလေးပေါ့ကျဲပေါ့6000ကျဲသို့မဟုတ်9000ကျဲပူကောင်းတာတော့9000ကျဲပေါ့9000ကျဲလေးကိုကွန်ပျူတာဆိုင်မှာ print ထုတ်ပြီးတော့เนาะအဲကျွန်တော်တို့ဟာလာအဲ9000ကျဲအလေတက်တယ်မှာအလေပုံမှာဘောပင်လေးနဲ့9ခန်းလေးရေးပြီးတော့ကပ်ပြားလေး plastic ကလောင်းပြီးတော့ကျွန်တော်မှတ်ပုံတင်ဆိုင်လောက်ကလေးအိတ်ဆောင်အဖြစ်နဲ့ရေမွေးလေးစုပြီးတော့ဆောင်းတာပါအဲပြီးတော့မလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ပကံများတစ်ချက်မှာပေါ့ ကြေပကံများတစ်ချက်မှာဆော့ပင်နဲ့9000ကျည်ဆွဲဆွဲပြီးတော့9ကနန်းအခုလိုပဲရေးအလဲမှာဖျောင်းနိုင်အစိမ့်လေးထုံးရမှာဖြစ်ပါတယ်9ကနန်းရဲ့အလဲမှာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဟလာကိုလောက်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဘာလုတ်တင်လဲဆိုကြက်စီလေးတစ်စီးရှိရင်ပူကောင်းပါတယ်ဟလာအဲကြက်စီလေးတစ်စီးပေါ်မှာလဲပကံများလေးတဲ့ထည့်ပြီးကြက်စီကိုအဲကြက်စီပေါ်မှာဖျောင်းနိုင်လေးထုံးမှာအဲ့တော့ဒါကတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့အရေးကြီးကိစ္စအတွက်ပါ ဲဆက်လိုက်ပြီးဗုဒ္ဓဘုဒ္ဓဘုသားသမီးမိတ်ဆွေများအနေနဲ့ဒီဘက်မှာအရေးကြီးကိစ္စတွေလောက်ကန်ကြံစည်သမီးတွေအောင်မြင်ကျင်တယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ရတချောင်းလူရမယ်တောက်တော်ရတစ်ခွက်လူရမယ်နော်အဲပြီးတော့တစ်သီးတစ်လုံးလူရမယ်ဖျောင်းနိုင်တဲ့တိုင်းလူရမှာ ဖြစ်ပါတယ်ပြီးတော့ရတော့ကျွန်တော်တို့ကိုင်းညွတ်ကြနေတဲ့ဟာလာညောင်ညောင်မင်းကိုညောင်ထောက်မယ်ပြီးရင်အဝိစားပေါ့အဝိစားဟာလာတပတ်အစသဖြင့်တမျိုးမျိုးကိုဟာလာ ကိုယ့်ရဲ့ရွယ်တူပဲဖြစ်ဖြစ်ကြီးတူပဲဖြစ်ဖြစ်လူရမှာဖြစ်ပါတယ်ဒါတွေလှုပ်ပြီးမှဒါတွေလှုပ်ပြီးမှအခြားသောအရေးကြီးကိစ္စတွေလောက်ကန်ကြံစည်သမားတွေအောင်မြင်ဖို့အတွက်ကျွန်တော်ဆုတောင်းပါအောင်မြင်ပါလိမ့်မယ်ကျသာရီတာသမီတွေဒီတစ်ပတ်မှာအရေးကြီးကိစ္စတွေလောက်ကန်ကြံစည်သမားတွေအောင်မြင်ကြတယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာကိုယ့်ရဲ့အသားအဖြစ်ဂွန်အဖြစ်ကြီးခဲ့တဲ့ဟာလာအမျိုးသမီးတအုပ်ကိုဟာလာပတ်စံတို့မစားစရာလူသုံးကုန်ပစ္စည်း တမျိုးမျိုးဒါနပြုလှူဒန်းရမှာဖြစ်ပါတယ်မိမိကိုယ်ွယ်ယုံကြည်ရာဝိဇ္ဇာတို့နတ်တို့ဟာလာတိုင်တန်းရှင်တို့အဲအဲ့ဒီပုံကိုယ်တွေကိုလည်းဟာလာကိုကလှူရမှာဖြစ်ပါတယ်ဘာလှူရမလဲဆိုတော့ကျွန်တော်လက်ဖက်တပွဲယူနေချန်တစ်ခွတ်ဟာလာလှူရမှာဖြစ်ပါတယ်နော်လက်ဖက်တို့တပွဲယူနေချန်တစ်ခွတ်လှူရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကမေဒီလာရှင်တပါပေါ့လမ်းမှာသွားလိုက်နေတွေ့လို့ပဲဖြစ်ဖြစ်ဟာလာမေဒီလာရှင်တပါပါဘောเนาะဘယ်မေဒီလာရှင်ကြောင်းရမေဒီလာရှင်လည်းရပါတယ်ငွေ200သို့မဟုတ်2000 2000 နှစ်ကနန်းပေါ့နော်လှူရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့နော်ကြာသာပရိသတ်သမီးတွေအတော့ဖြစ်ပါတယ်ကြတောက်ကြသားသမီးအရေးကြီးကိစ္စလောက်ကန်ကြံစီသမီးဒီတစ်ပတ်အတော့အတွင်းမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့တောက်တော်ကြီးနှစ်ကွက်မိမိအိမ်ဖ ia မှာလှူဒန်းပါနော်မိမိအိမ်ဖ ia မှာလှူဒန်းပါအဲနောက်ပြီးတော့ဘာလုပ်မလဲဆိုရင်တော့ဟလာအသာအဖြစ်ကြီးခဲ့သူဂုံအဖြစ်ကြီးခဲ့သူ ဲ့လိုကြီးခဲ့သူတွေကိုစေဝါဒတ်စာလှူတာမျိုးကျွန်တော်လောက်အောင်มาဖြစ်ပါတယ်စေဝါဒတ်စာသုံးဝင်အားစီစသဖြင့်တမျိုးမျိုးဒါနာပြုလှူဒန်းအောင်มาဖြစ်ပါတယ်ပြီးတော့ရင်တော့ပူကောင်းခြင်းတော့ကျွန်တော်တန်လျက်ကလေးတစ်ခုလောက်ပေါ့เนาะတန်လျက်ကလေးတစ်ခုလောက်ဆောင်လိုက်ပူကောင်းတယ်ဒါပေမဲ့တန်လျက်တစ်သားနဲ့ဆောင်အပ်ခိုင်တော့မှအဲကျွန်တော်တို့ရုပ်ပုံပေါ့เนาะကွန်ပျူတာဆိုင်မှာတန်လျက်ကလေးသုံးဝင်ဖုန်းမှာရိုက်ရှာပြီးတော့တန်လျက်ကလေးပုံလေးပေါ့အဲဒါလေးကို print ထုတ်ပြီးတော့ဟလာမှတ်ပုံတွေစိုက်လောက်အရွယ်လောက်ကတ်လောင်းပြီးတော့ဆောင်ထားပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အောင်မြင်ပါမယ် ဩဇာသည်ဩဇာညွတ်လှူလို့ရပါတယ်အရေးအတွက်မရှိပါဘူးเนาะအဲ့တော့ဒီဘက်မှာအဆင်ပြေခြင်းအခုလိုမျိုးကျွန်တော်လုပ်ပါအကြဒီတော့အတွက်အရေးကြီးကိစ္စများအဲလောက်ကန်ကြံစည်သမျှများ အောင်မြင်မှုအတွက်စံနေသားသမီးတွေအနေနဲ့ဆိုရင်တော့ဒီတစ်ပတ်မှာဆိုရင်အဲကျွန်တော်တို့ဟလာတကြီးရွယ်ကိုတူကိုခီးစိတ်လှူရမှာဖြစ်ပါတယ်เนาะဆေးဝါးဓာတ်စာပြီးတော့ခီးသွားတဲ့သူကိုခီးစိတ်လှူတာမျိုးကျွန်တော်လောက်ရမှာဖြစ်ပါတယ်နောက်ပြီးတော့အိမ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ အဲဟာလာကျွန်တော်တို့ဗထောက်ညွန့်ပေါ့နော်ဗထောက်ဗထောက်ညွန့်တို့ဗထောက်ရွက်တို့เนาะအဲအဲ့လိုဗထောက်အခတ်တို့ဒါမျိုးကိုကကိုညွန့်အိမ်ပြားမှာလူပါပြီးရင်အလင်းနိုင်အနေနဲ့ဟာလာစီမီထုံးရမှာဖြစ်ပါတယ်အဲ့တော့ဖျောင်းနိုင်လေးကိုပကံများလေးတည်းမှာထည့်သုံးမွန်စီမီကွက်လေးတည်းမှာထည့်ပြီးတော့အဲဝါစိမ့်နီပေါ့နော်အဝါရောင်ထုံးမယ်နောက်နေ့အစိမ့်ရောင်နောက်နေ့အနီရောင်အဲအဲ့လိုမျိုးအဲရောင်စုံပေါ့ဝါစိမ့်နီပေါ့နော်အဲအဲ့လိုထုံးရမှာဖြစ်ပါတယ်အဲ့တော့အဲဒါဟု လုံမယ်ငါပြီးတော့ကိုးကနန်းပေါ့နော်လက်မှာဖြစ်ဖြစ်ခန္ဓာကိုယ်ရဲ့တဏှာရမှာကိုးကနန်းရည်ထားမှာဖြစ်ပါတယ်ဆော့ပင်နဲ့ရည်လို့ရတယ်ဘောပင်နဲ့ရည်လို့ရတယ်အဲ့တော့ဒါမျိုးတွေကျွန်တော်တို့လုတ်ထားမှာစင်တော့ဒီဘက်ကာလအတော်တွင်းမှာလောက်ကန်ကြံစီသမားအရေးကြီးကိစ္စများအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ဒါခုနကသားသမီးမိစေများအားလုံးအတွက်ကျွန်တော်လမ်းညွှန်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာလည်းဘာလို့အရေးကြီးကိစ္စမဆိုလောက်ကန်ကြံစီသမားတွေအားလုံးအောင်မြင်နိုင်ကြပါစေ